အားလုံးပဲမင်္ဂလာပါကျွန်တော်ဒီနေ့ဗီဒီယိုလေးမှာတော့ဗောနော်ကျွန်တော်ဒီ hospitality industry မှာကျွန်တော်တို့ career တွေဘယ်လိုကောင်းကောင်းဗောနော်ဟိုအချိန်တိုတွင်တစ်ခုအချိန်တိုကာလတစ်ခုမှာကျွန်တော်ဘယ်လိုမျိုး skill set တွေလုပ်ပြီးတော့ကျွန်တော်တို့ career ကိုတိုတက်အောင် လုပ်လို့ရလဲဆိုတာ ਨੇ ပတ်သက်ပြီးတော့ကျွန်တော်ဒီနေ့ဗီဒီယိုလေးမှာမျှဝေပေးချင်ပါတယ်ကျွန်တော်ရဲ့ဒီ hospitality လုပ်ငန်းပါဗောနော် ကျွန်တော်တို့ကထင်တလောက်တော့မလွယ်ကူဘောနော်လူတိုင်းလည်းလုံးလို့ရလားဆိုတော့လေလူတိုင်းလည်းလုံးလို့မရဘူးဘောနော်ဘာကြောင့်လဲဆိုတော့ तू က from row ဖြစ်နေတာဘောနော်အဲဒီကကျွန်တော်တို့ဒီဒီဘောနော် hotel မှာဆိုလဲသူ့ရဲ့ category တွေအများကြီးရှိတယ် ဘာလို့ဒီ hospitality လို့ပြောလိုက်မှာဆိုရင်ကျွန်တော်တို့ဘယ်နေရာတွေလဲပြောလို့ရလဲဆိုရင်မှာ customer service hotel industry လို့တွေပြီးရင် tourism real estate ပေါ့နော်ပြီးရင် cabin crew စတဲ့တခြားလုပ်ငန်းတွေလည်းရှိပါတယ်အဓိကတော့ကျွန်တော်တို့လက်ရှိဒီ hospitality field ကတခုဖြစ်တယ်ကျွန်တော်တို့ဒီ hotel industry မှာလက်ရှိလုပ်နေတဲ့အတွက်ကြောင့်မလို့ပေါ့နော်ကျွန်တော်ဒီနေ့ video လေးမှာတော့ဒီ hotel မှာရှိတဲ့အတွေ့အကြုံ career တွေကိုဘယ်လို grow လုပ်ရမလဲဆိုတာနဲ့ပတ်သက်ပြီးတော့ကျွန်တော် ပြောပြပေးတော့မှာဖြစ်ပါတယ်အဲ့ဒါမလို့ပေါ့နော်ခုနကျွန်တော်စကားကိုပြန်ကောင်းအောင်မယ်ဆိုရင်လူတိုင်းကတော့ကျွန်တော်တို့ဒီ hotel industry မှာတော့လုံးလို့မရဘူးပေါ့နော်ဘာကြောင့်လဲဆိုတော့အရင်တော့ဆိုလဲကျွန်တော်တို့တွေထင်ခဲ့တာပေါ့နော်ဒီ hotel လုပ်ငန်းတွေကလွယ်ကူတယ်လောက်ကတာအဆင်ပြေတယ်ဆိုပြီးတော့ထင်ခဲ့တာဒါပေမဲ့သူ့မှာက level အမျိုးမျိုးရှိတယ်ခုမှ hotel တွေမှာလည်းသူ standard ရှိတယ်3 star 4 star 5 star နေဆို5 star နေစပြီးတော့ကျွန်တော်တို့ luxury ultra luxury ဆိုပြီးတော့ hotel standard တွေအများကြီးရှိတယ်ပေါ့နော်အဲ့လိုမျိုးကျွန်တော်တို့5 star luxury hotel တွေမှာလောက်လာတဲ့ခါကျရင်ကျွန်တော်တို့လေ့လာရတဲ့ knowledge တွေကျွန်တော်တို့ဖြစ်တင်ရတဲ့ကျွန်တော်ရဲ့ဒီ food ဆိုလဲကိုယ်နဲ့သက်ဆိုင်တဲ့ navigation career ဒီ knowledge တွေအများအမ်းဖြစ်တင်နေဖို့လိုတယ်ပေါ့နော် အဲ့ဒီတွေ့ကြမှုလို့ပေါ့နော်ကျွန်တော်တို့ဆိုလည်းအရင်တော့ထင်ခဲ့မိတယ်ဒီ career ကအရန်ကိုမှလွယ်ကူတယ်ပေါ့နော်အာနောက်ပိုင်းမှာကကိုကဒီ career တဲ့ကိုဝင်ပြီးတော့ design မမလောက်လာတဲ့ခါမှာကျွန်တော်တို့ဟိုလွဲမခဲ့တဲ့အမားတချို့လည်းရှိရပေါ့နော်ဟိုကိုကတကယ်လို့ဒီ career မှာကိုဆရာကောင်းတမကောင်းကိုရဲ့ senior မိတ်ဆွေတငယ်ချင်းတွေကောင်းရခဲ့မှဆိုရင်ကိုကအချိန်တိုကာလာတွင်တစ်ခုတည်းမှာကို level တစ်ခုရောက်နိုင်တယ် ကျွန်တော်ပြောချင်တဲ့ level ကတောင်းနဲ့တယောက်တူချင်မှလည်းတူပဲပေါ့နော်ဥပမာတချို့တွေကကျတော့လေ promotion ရသွားတော့နောက်ထပ် next level လို့ဆိုရင်လည်းဆိုကြမယ်ပေါ့နော်ဒါပေမဲ့ပြောချင်တာကကိုအခုရောက်နေတဲ့နေရာထက်နောက်တစ်ဆင့်တက်သွားပြီဆိုရင်ကျွန်တော်တက်ကတော့ဒါ next level တကူရောက်သွားတာပဲအဲဒီ next level တကူရောက်သွားပြီဆိုရင်ကျွန်တော်တို့တွေးတဲ့အတွေ့အကြုံကျွန်တော်တို့မြင်တဲ့အမြင်တွေကျွန်တော်တို့ပြောတဲ့စကားတွေအမှုရာတွေတစ်ဖက်လူကိုနားလဲပေးပုံတွေကဆာလုံးဝကွဲပြကွဲပြသွားတယ်ပေါ့နော်အဲဒီတို့ကြောင့်လည်းကျွန်တော်တို့ဒီမှာ training တွေအများကြီးရှိတယ် ဟိုတယ်နဲ့ပတ်သက်တဲ့ training တွေကိုကျွန်တော်တို့ join လာတဲ့အခါမှာဒီလို management level မှာပဲသင်ပေးတဲ့ကျွန်တော်တို့ဒီဒီဘောနဘူးတူတာတွေ knowledge တွေအများကြီးရမှာဖြစ်ပါတယ်။အဲဒီကြောင့်မလို့ကိုကဒီ hotel industry မှာလုပ်နေတယ်ဆိုရင်ဘောနဥပမာကျွန်တော်ဆိုလက်ခုလက်ရှိကျွန်တော်တို့ဒီ Dubai မှာကျွန်တော် hotel industry မှာလုပ်နေတဲ့အခါမှာကျွန်တော်တွေ့ကြုံရတဲ့အတွေ့အကြုံတစ်ခုပေါ့နော်။ဒီခါလေးကျတော့လေကျွန်တော်ဆိုရင်အတွေ့အကြုံ background အများကြီးမရှိဘဲနဲ့ ်ဆရာကောင်းတမကောင်းပြီးတော့ကျွန်တော်မိတ်ဆွေကောင်းတွေကျွန်တော်တွေ့ရတဲ့ခါမှာကျွန်တော်အချင်းတူကာလတွင်တစ်ခုမှာပဲကျွန်တော်ကျွန်တော်ကယ်ရီယာကိုပို့ပြီးတော့ကျွန်တော်မြန်မြန် grow ဖြစ်အောင်ကျွန်တော်လုပ်နိုင်ခဲ့တယ်ပေါ့နော်အဲ့လိုထိုနေ့လကောင်းမဲ့ကျွန်တော်လိုပဲဒူဘိုင်းမှာဟိုပေါ့နော်ဒီလိုမျိုးကိုယ်ကယ်ရီယာကို grow အချင်းတူနေ့တစ်ခုမှာ grow လုပ်နေတဲ့လူတွေလည်းအများကြီးရှိတယ်ပေါ့နော်အဲ့လိုမျိုးနောက်ပိုင်းမှာကျွန်တော်ဘာတွေ့လာလဲဆိုတဲ့ခါကျတော့ competitor တွေရမ်းအများကြီးရှိလာတယ်ရှိလာတဲ့ခါကျတော့ level တစ်ခုရောက်သွားတယ်နောက်ထပ် အမြင့် level တစ်ခုတောက်ဖို့အတွက်ဆိုရင်ကျွန်တော်တို့မှာနည်းနည်းလေးခက်ခဲထက်ရှိလာတယ်ပေါ့။ဥပမာပါစကားဆိုတော့လောက်နောက်တစ်ခုကကျွန်တော်တို့ကျွန်တော်တို့မှာပတ်သက်တဲ့ food and beverage မှာလုပ်နေတယ်ဆိုလဲ food and beverage နဲ့ပတ်သက်တဲ့ knowledge တွေပေါ့နော်။ဆက်ပြီးတော့ skill set တွေဖြစ်ဖို့အတွက်အများကြီးလိုအပ်လာတယ်ပေါ့နော်။ဒီ hospitality လုပ်ငန်းမှာဆိုလဲသူရဲ့ခုနကပြောခဲ့သလိုပဲ skill set တွေကကျွန်တော်တို့တစ်ခုနဲ့တစ်ခုပေါ့နော်။ဖြည့်တင်းမှုလိုတယ်။အဲ့ဒီမှာလဲကိုကကိုရဲ့ career မှာတဖြည်းဖြည်းနဲ့ပို့ပြီးတော့တိုးတက်အောင်ကျွန်တော်တို့ ပို့ပြီးတော့ knowledge ရှိအောင်ပို့ပြီးတော့ income ကောင်းအောင်ကျွန်တော်တို့လုပ်နိုင်မှာပဲဖြစ်ပါတယ်အခုကျွန်တော်တို့ Dubai ရဲ့ဒီ hospitality market ကိုကြည့်မယ်ဆိုရင်အနာဂတ်မှာဆိုရင်ကျွန်တော်တို့အလားလာကောင်းမဲ့အခွင့်အလမ်းတွေအများကြီးရှိပါတယ်ဒါပေမဲ့ကိုယ့်ဘက်ကအတွေ့အကြုံနဲ့ကိုယ့်ဘက်ကအဆင်သင့်ဖြစ်နေဖို့ဟိုလိုအပ်ပါတယ် ဥပမာကျွန်တော်ကဘယ်လိုမျိုး scale တွေကျွန်တော်တို့ဖြစ်လို့ရတယ်ဆိုရင်ကျွန်တော်တို့ language ပေါ့နော်ဘာသာစကားကိုတိတိပုံကောင်းအောင်လေ့လာထားတာမျိုးပြီးရင်ကျွန်တော်တို့ဒီ FMB မှာအဓိကဖြစ်တဲ့ကျွန်တော်တို့ဒီ why နဲ့ပတ်သက်တဲ့ knowledge တွေ spirit နဲ့ပတ်သက်တဲ့ knowledge တွေကိုကျွန်တော်တို့သင်တန်းတွေတက်ပြီးတော့ဟိုတက်ပြီးတော့ပေါ့နော်ကျွန်တော်တို့လေ့လာတာမျိုးပေါ့အဲ့ဒီလိုဟာမျိုးတွေကကျွန်တော်တို့ရဲ့ဒီ career မှာဆိုရင်အင်ကန်ကောင်းနိုင်တဲ့အခွင့်အလမ်းကိုပို့ပြီးတော့ဖန်တီးပေးနိုင်ပါတယ်အဲ့တို့ကြောင့်မို့လို့ကျွန်တော်တို့ကဒီ definite video လေးမှာတော့ပေါ့နော်ကိုယ့်ရဲ့ career မှာ develop လုပ်နိုင်ဖို့အတွက်ကျွန်တော်တို့ဘယ်လို skill set တွေဘယ်လို environment ကောင်းတွေကျွန်တော်ရှိရမလဲဆိုတော့ကျွန်တော်မျှဝေပေးသွားခြင်းဖြစ်ပါတယ်နောက်ထပ် video တွေမှာလည်း message တွေနဲ့ပြန်လည်တွေ့ဆုံမှုညွှန်လည်ပါတယ်အားလုံးကျေးဇူးပါခင်ဗျာ